။ဒီကြိတ်ကျမရေကောင်းစေဖို့တော့ဆိုလို့ရှိရင်ဒီလိုစနစ်ပစ္စည်းချို့တွေလိုအပ်ပါတယ်။အဓိကအဖြစ်တော့ဗီတာမင် A, C, E, ဖီတာဂယ်လိုရင်၊လူသီးဇီယာစံသင်နဲ့အိုမီဂါ၄ဖက်တီအက်ဆစ်တို့ပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာကတော့ဒီကြိတ်ကျမရေအတွက်အကောင်းဆုံးလို့ယူဆထားတဲ့အစားအစာ၇မျိုးကိုပြပြပေးထားမှာပဲဖြစ်ပါတယ်ရှင်။ ပရမအူဆုံးပြပြပေးခြင်းနဲ့အဆက်အစားလေးကတော့ငားမျိုးမျိုးဖြစ်ပါတယ်။ငားတွေကိုဆက်သုံးပေးမယ်ဆိုလို့ရှိရင်တော့အမိကျမရေကိုထပ်ပြစ်စေနိုင်ပါတယ်။အဓိကအားဖြင့်တော့ဆယ်မွန်ငားပေါ့နော်။ဆယ်မွန်ငားမှာက Omega 3 fatty acid တွေပါဝင်နေပါပါ။အဲ့ဒီ Omega 3 fatty acid ရာဆိုလို့ရှိရင်အမိအရုံတွေကိုကောင်းမွန်စေပြီးတော့မျက်စိမြင်တော်ကျမရေကိုထပ်ပြစ်စေပါတယ်။ပြီးတော့မျက်စိထောက်သိတာကိုလည်းကောက်ွယ်ပေးနိုင်ပါတယ်။ဒါကြောင့်ငားမျိုးမျိုးကိုဆက်သုံးပေးလို့ရပါတယ်ရှင်။ ူရီးယားမြောက်တစ်မျိုးကတော့အိုမျိုးပဲဖြစ်ပါတယ်။အိုမျိုးမျိုးမှာကဗီတာမင် A လူသင်းဆီယာဆန်တဲ့နဲ့စင်းကြယ်တွေကြွားစာပါဝင်တဲ့အတွက်ကြောင့်မို့လို့မျက်စိကျန်းမာရေးကိုထောက်ပံ့ဖြစ်စေပါတယ်။ဗီတာမင် A ရဆိုလို့ရှိရင် မျက်ကြည်လွားအတွက်အထူးရေးပါပါတယ်။လူသင်းနဲ့ဆီယာဆန်တဲ့ကကြတော့အသက်အရွယ်ကြီးလာတဲ့အခါမှာဖြစ်တတ်တဲ့အမြင်အာရုံဝေဝါးတာတွေအတွင်းတိမ်တွေဒါတွေဖြစ်နိုင်ချေကိုနည်းစေပါတယ်။စင်းသက်ကကြတော့မျက်စိနောက်ပိုင်းကအမြင်လောက်အောင်အကောင်းစေပါတယ်။အထူးသဖြင့်တော့စင်းသက်ကညပိုင်းအမြင်အာရုံတွေကိုထောက်ပံ့ဖြစ်စေတာပါ။ ။နောက်ရည်မျိုးကတော့မမွန်သီးပါ။မမွန်သီးပါဝင်တခြားသောဆစ်ဆံတွေအားဆိုလို့ရှိရင်မသိကြမရေကိုထပ်ဖို့ဖြစ်စေပါတယ်။မမွန်သီးမှာကဗီတာမင် E ပါဝင်ပါတယ်နော်။တကယ်လို့ဗီတာမင် E ကိုပုံမှန်ဆက်သုံးမိမယ်ဆိုလို့ရှိရင်နော်အသက်အရွယ်ကြောင့်ဖြစ်တဲ့မျက်စိမုန်တာ၊တိမ်ဆဲတာတွေကိုရောနေစေပါတယ်။တနည်းကိုဗီတာမင် E 15မီလီဝမ်ဆက်သုံးတယ်လို့လည်းသုတေသတွေကဆိုထားပါတယ်။တခြားသောဗီတာမင် E ပါဝင်တဲ့အဆစ်ဆံတွေအနေနဲ့ကတော့နေကြသည်၊သိကြသည်နဲ့မြေပဲတွေပဲဖြစ်ပါတယ်ရှင်။ အဲ့ဒီမျိုးအနေနဲ့ကတော့ note ပစ္စည်းတွေပါ note နေတင်ခြင်းနေရာဆိုလို့ရှိရင် message တမအဲ့တော့ကောင်းမွန်စေပါတယ် note ပစ္စည်းတွေမှာက vitamin A နဲ့အဆင့်တွေပါဝင်နေတာပါ vitamin A ကကြတော့တန်ငယ်ပစ္စည်းတင်ကိုရောပါစေပြီးတော့အဆင့်တကကြတော့အသေးက vitamin A တွေကိုမျက်စိစီရအောင်ကူညီပေးပါတယ်အထူးသဖြင့်ဆင်းတာဆိုလို့ရှိရင်ညပိုင်းအမြင်အောင်တွေကိုကောင်းမွန်စေပြီးတော့အတွင်းနဲ့မဖြစ်အောင်လည်းကောက်ွယ်ပေးပါတယ်ရှင် တဲ့မျိုးအနေနဲ့ကတော့မုံလောင်ဦးနီပါမုံလောင်ဦးနီကမျိုးစိကျမရဲ့အတွက်ကောင်းစေတယ်ဆိုတာကိုတော့တော်တော်များများသိကြပါဗျ။မုံလောင်ဦးနီမှာကဖီတာကယ်လိုရီနဲ့ဗီတာမင် A တွေကျော်ဝါးစွာပါဝင်နေပါဗျ။အဲဒီဗီတာမင် A နဲ့ဗီတာကယ်လိုရီနေရာဆိုလို့ရှိရင်မျက်စိမင်းနဲ့ပြုံကောက်ွယ်ပေးပါဗျ။မျက်စိကိုမှုပိုးဝင်တာဒါမှမဟုတ်တခြားသောဆိုးရွားတဲ့အခြေအနေဖြစ်မလာအောင်လည်းကောက်ွယ်ပေးပါဗျ။မုံလောင်ဦးနီကပေါ့နော်တကူတကားပြင်ဆင်ထပ်ပြုတ်ကြမလို့ပဲနေနေစဉ်စားတဲ့အစားအစာတွေမှာတွေ့မျိုးစောင်းနေတာကတော့သူ့ရဲ့အသက်ချက်တစ်ခုပါပဲနော်။ အားရတဲ့မျိုးအနေနဲ့ကတော့ကိုက်လံပါကိုက်လံပါဆိုလို့ရှိရင်လည်းအရေးကြီးတဲ့ဗီတာမင်တွေတထုတ်တက်တွေနဲ့အာဟာရတွေပါဝင်တဲ့အတွက်ကြောင့်မို့လို့မက်ဆေ့ချ်ကျမရေးတွေအတော်လေးကိုကောင်းပါတယ်ပြီးတော့သူ့မှာကလူစဉ်ဉာဏ်ပစ္စည်းတွေဖြစ်တဲ့လူသိနေဆရာဆန်နေတဲ့ပါဝင်နေပါတယ်ဒီကိုက်လံဆက်သုံးမိမယ်ဆိုလို့ရှိရင်တော့အတွက်နဲ့ဖြူဝါခြင်းကိုလည်းကာကွယ်ပေးနိုင်ပါတယ်နောက်ရက်တစ်ခုကပေါ့နော်ဒီကိုက်လံဆိုလို့ရှိရင်လည်းအထူးပြင်ဆင်ချက်ပြုတ်ရမလို့ပဲနေ့စဉ်စားသုံးတဲ့ဆက်စားတွေမှာထိစုံဆက်သုံးနိုင်တဲ့ဆက်စားတွေပဲဖြစ်ပါတယ် နောက်ဆုံးတစ်မျိုးအနေနဲ့ကတော့လိမ္မော်သီးပါ။လိမ္မော်သီးမှာဆိုလို့ရှိရင်မျက်စိကျန်းမာရေးအတွက်အဓိကကြရတယ်ပေါ့နော်။ဗီတာမင်စီပါဝင်နေပါတယ်။ဒီဗီတာမင်စီအားဆိုလို့ရှိရင်မျက်စိထဲမှာရှိတဲ့သွေးကြောတွေကိုကောင်းမွန်စေပြီးတော့တိမ်ဆိုးခြင်းပြဿနာကိုလည်းလျော့နေစေပါတယ်။မျက်စိကျန်းမာစေဖို့အတွက်ပေါ့နော်။အခုပြပေးခဲ့တဲ့အစအစာတွေကိုစသုံးနဲ့အပြင်လိုက်နိုင်ရမယ့်အချက်လေးလည်းရှိပါတယ်။အဲ့ဒါတွေအနေနဲ့ကကြတော့ဒီမျက်စိဆရာဝန်စီမှာမျက်စိကျန်းမာရေးကိုပုံမှန်စစ်ဆေးတင်ပါတယ်။အပြင်ထွက်တဲ့အခါမှာဆိုလို့ရှိရင်လည်းဒီကမျက်မှောင်ကိုစစ်တင်ပါတယ်။ပြီးတော့ဒီကျန်းမာရေးနဲ့ညွှန်တဲ့ကိုလေးချင်ကိုထိန်းထိန်းထားပြီးတော့သွေးကြောတွေအမြင်မတအောင်ထိန်းကြည့်ပေးတာလေးလှောက်ဆောင်တင်ပါတယ်လို့ပြောရင်းနေပဲပြော းကိုနေကိုချုပ်လိုက်ပါရနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်